မင်္ဂလာပါရှင်ရောင်းဝယ်ခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကျန်းဖို့ပါတီကရွေးကောက်ပွဲဝင်ပြိုင်ကြမယ်။စစ်ဖို့ကျော်ဟောင်းနဲ့ကိုပိုင်လုံးကျော်ရေးပွဲပွဲစည်းတာ။ကျန်းဖို့ပါတီကတစဉ်ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်။စစ်ဖို့ကျော်ဟောင်းနဲ့ကကိုပိုင်လုံးကျော်ရေးပွဲတွေကိုပွဲစည်းထားကြောင်းကျန်းကာရေးပါတီသတင်းမြစ်ကပြောတယ်။မင်းအောင်လှိုင်စေခိုင်းဆက်စေခိုင်းချက်ရောင်းစစ်ကော်မရှင်ကဆေးရရှိကြီးရဲ့ဖြစ်ကြတဲ့အောင်လင်းတဲ့မြတ်တွန်းကိုဝင်ကြီးတင်အောင်ဆန်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းဒုဗိုလ်ချုပ်ကြီးဟောင်းတင်စားကြော ဒုဗိုလ်ချုပ်ကြီးအောင်ဒေသချုပ်ဒုဗိုလ်ချုပ်ကြီးအောင်တပ်ပုံဒုဗိုလ်ချုပ်ကြီးအောင်ဖုံမြဗိုလ်ချုပ်ကြီးအောင်လင်းအောင်ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်တို့ကပြည်သူ့လွတ်တော်မျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်မှုမှစံဖို့ပါတီကိုစားပြုပောင်းရှင်ပြိုင်သွားမိဖြစ်ကြောင်းအဆိုပါဗိုလ်ချုပ်ကြီးနဲ့စစ်ဗိုလ်ချုပ်တွေမှာစံဖို့ပါတီမှာတဆင့်ရွေးကောက်ပွဲရမှာကိုပိုင်လုံးကျွဲဖွဲ့ကိုဖွဲ့စည်းထားကြောင်းသိရပါတယ်။စင်ယုံကလည်းဗိုလ်ချုပ်ကြီးကကိုရေးရရှိကစားလို့ရှင်မောင်းရုံဖွဲ့ လုံခြုံရေးတွေအကုန်လုံးသူတို့ကိုယ်ပိုင်ဖွဲ့ရင်းနဲ့လာတယ်ခုတော့မဲဆက်စည်းအုံမှုတွေမစသေးဘူးဒါပေမဲ့သူတို့ကိုယ်ပိုင်လုံခြုံရေးဖွဲ့တွေဖွဲ့စည်းထားပြီးအဲ့ဒီဖွဲ့တွေကနေမြေကိုပနမကွင်းစင်နေကြပြီးပါတီဘက်ကလုံလုံပေးတဲ့လုံခြုံရေးဖွဲ့ဒေသဆိုင်အုပ်ချုပ်ရေးနဲ့လုံခြုံရေးဖွဲ့ကလုံပေးမယ်လုံခြုံရေးပြင်တအူးချင်းစီမှာလည်းကိုယ်ပိုင်လုံခြုံရေးဖွဲ့အသီးသက်ဖွဲ့စည်းလုပ်ကိုင်နေကြပါတယ်ပါတီကနေကိုစားပြုပြိုင်နေဆိုပေမဲ့ဆက်ဆက်ရသူတို့ကသူတို့စီမံလာကြတာစေကောင်စပါတီဘက်ကပေးစရာမလိုလို့ကြံခိုင်ပါတီတရင်မြင့်ကပြောတယ်လက်ရှိဗိုလ်ချုပ်ကြီးအောင်များရှင်းပြိုင်မဲ့ မဲဆန္ဒနယ်ထွက်ပေါ်လျက်ရှိအောင်လင်းတက်ကနေပြီးတော့မြို့သားလွတ်တော်မဲဆန္ဒနယ်မှလကောက်ညိုစောကကိုကိုချွန်းပြည်သူလွတ်တော်မဲဆန္ဒနယ်မှလကောက်မြထုံကပြည်ဦးလင်းမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်မှလကောက်ရှင်ပြိုင်ကြမည်ဖြစ်ကြောင်းသိရတယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်သက်ဖို့ကစကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မင်းဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးတင့်နိုင်ကမကွေးမြို့နယ်မင်းဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်ကမန်ဝင်းမြို့နယ်ဒုတိယဗိုလ်ချုပ်ကြီးအောင်မျိုးသိန်းစောကပေါကောက်မြို့နယ်မင်းဆန္ဒနဲ့တွေကဝင်ရောက်ရှင်ပြိုင်ကြမှုဖြစ်ပါတယ်။ ဂျန်ဖို့ပေါင်ဒီဥက္ကဋ္ဌခင်ကြီးကဇေယသီရီမျိုးနဲ့ငိမ့်စားဖို့ကြောင့်ကြီးတောင်ဆန်းကဩဒရသီရီမျိုးနဲ့မင်းကိမောင်မြင့်ကဇမှုသီရီမျိုးနဲ့မဲဆန္ဒနဲ့ငိမ့်စားဖို့ကြောင့်ကြီးမြန်ဟင်းကဒခိနသီရီမျိုးနဲ့ပုဖသီရီမျိုးနဲ့တို့မှာဘူးလက်လာစေဖို့ကြောင့်ဟောင်းမမောင်ကတက်ကုန်းမျိုးနဲ့မဲဆန္ဒတို့မှာတည်တည်ရှင်ပြိုင်ကြပြီဖြစ်ကြောင်းသိရပါတယ်ဆလဘီလုံချုံရင်းနဲ့အုတ်ချုံရဲ့မြင်ရှိသူဒေါက်တာဝင်းရေတုံမှာစောင့်တိုင်းသူတွေကိုလွှတ်တော်ကိုယ်စားလှယ်တွေဖြင့်မဲပေးရွေးချယ်ကြရင်မြောက်လိုင်းကလိုက်လံစီအောင်နဲ့ဂျန်ဖတ်မြောက်လိုင်းကယခုလာမဲ့ဒီဇင်ဘာ20ရက်ကကျင်းပမယ့်ရွေးကောက်ပွဲမှာ လုံချော်ရင်နဲ့အုပ်ချော်ရင်မြင်ရှိသူဒေါတာဝင်းအေးတုံးမှစောင့်ထိန်သူတွေကိုလွတ်တော်ကိုယ်စားလှယ်ဖြစ်မဲပင်ရွေးချယ်ကြရေးလိုက်လံစီရင်လျက်ရှိတယ်။အော်တိုဘလဆက်ကွင်းနေပသိမ်မြို့မှာယမီရဖဆိုသူနဲ့တွေ့ဆုံရမှာဂျဖတ်မြောင်းလိုက်ကထိုးထိုးလိုက်လံစီရင်နေခြင်းဖြစ်တဲ့ဂျဖတ်မြောင်းလိုက်ကပြည်သူများအနေဖြင့်ရွေးကောက်ပွဲမှာမဲပေးရမှာကိုယ်စားလှယ်တွေကဒေါတာဝင်းရေးသုံးပါကိုလေးထားဆောင်တဲ့သူနိုင်ငံရေးမြင့်လုံချော်ရင်မြင့်စီးပွားရေးမြင့်နဲ့အုပ်ချုပ်ရေးမြင့်ရှိသူတွေဖြစ်ရလိုအပ်ပြီးအမှန်တကယ်တိုင်းပြည်နဲ့ဒေသကျိုးအတွက်ဆောင်ရွက်နိုင်တဲ့သူတွေဖြစ်ရလိုကြောင့်မြောက်လင်ကဆိုတဲ့ ထို့ပြင်အကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်မှာဂျားဖြန့်ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲကိုမဲမတမမှုပြုလုပ်နိုင် electronics နဲ့မဲပေးစနဲ့မဲပေးနိုင်ပြင်ဆင်ထားကြောင်းမြောက်လိုင်းကဆိုတဲ့စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံတော်အရေးကြီးသဖြင့်ရွေးကောက်ပွဲအမြင့်စေအလုံးပပဆောင်ရွက်ကြစေလို့ကြောင်းမြောက်လိုင်းကလိုက်လံစီရင်လျက်ရှိပါတယ်ဆလာဘီရောတနင်္ဂနွေလုံးမှာဆက်30ရောင်းဆိုင်နေမှာဆက်30နဲ့ရောင်းချမှုတွေကိုစစ်တပ်ကချိန်နဲ့တပြေးညီဆင်ဆင်းနိုင်တရချီကုန်ကြမဲ့ Real Time Online Monitoring နဲ့ CCTV တွေအတင်းအကျပ်တက်ဆင်ခိုင်းနေ တနိုင်းဒမိုင်းစီဆိုင်များဒုက္ခတွေမြန်မာတနိုင်းငံလုံးမှာ73စီရောင်းဆိုင်နေမှာ73စီနဲ့ရောင်းချမှုခြေနေတွေကိုစစ်တပ်ကချိန်တဲ့တပြင်းကြီးစစ်စင်းနိုင်ရင်တင်ရောက်ချေကုန်ကြမယ် real time online monitoring စနစ်နဲ့ CCTV တွေအတင်းမှာတက်ဆင်ခိုင်းနေကြောင်း73စီရောင်းဆိုင်ပိုင်ရှင်တွေကပြောတယ်နိုင်ငံတကာ73စီရောင်းဆိုင်အားလုံးမှာ73စီအယောင်းဝင်နဲ့လက်ကျန်စီခြေနေတွေကိုစစ်စင်းနိုင်ရင်တက် real time online monitoring စနစ်နဲ့ CCTV တွေကိုစစ်တပ်ကလာမဲ့ဒီဇင်ဘာ31ရက်နောက်ဆုံးထားပြီးတက်ဆင်ခိုင်းနေကြောင်းထို့သောတက်ဆင်ခိုင်းခြင်းမှာစစ်တပ်ကနိုင်ငံသားငွေထုတ်ပေးနေရတဲ့73စီတင်သွင်းမှုတွေအတွက်နောက်ဆုံးသုံးဆွဲ ဲ့သို့ end user တွေထံကိုရောက်ရှိရှိမရှိနဲ့ supply chain ဖြစ်စဉ်မှုကွင်းဆက်တစ်ခုလုံးကိုစစ်တပ်ကစစ်ဆင်းနိုင်ဖြစ်ကြောင်းသိရတယ်။စီဆိုင်ကြီးတွေကတော့ company ကြီးဆို real time online monitoring နဲ့ CCTV ကိုတက်ဆင်နိုင်တဲ့300ထောင်ချီကုန်ကြမ်းစနစ်တွေကိုတက်ဆင်ခိုင်းပြီးဒါတွေမတက်ရင်စီကွန်နက်ထပ်မပေးဘူးတနိုင်ငံလုံးကတနိုင်တပိုင်းစာရင်းတွေကိုစစ်တပ်နဲ့စွမ်းရင်ဝန်ကြီးဌာနရုံးချုပ်ကတုံ့ခပြန်ပေးတယ်။တို့ပြင် CCTV ကိုတက်ဆင်ထားမှာအမြဲတမ်း active ဖြစ်နေတဲ့73စီဖြန့်ပြမှုခြေနေတဲ့လုံခြုံရေးကိစ္စရက်တွေ ရင်ဝင်ထွက်တွေကိုစစ်တပ်ကကြည့်ရှုစစ်ဆေးနိုင်ရဲ့လုံဆောင်ထားတဲ့ CCTV record တွေကို၃လတိပြန်လည်စစ်ဆေးခံနိုင်လိုအပ်သလိုကြိုတင်စီမံထားရဲဆိုတဲ့ယူညွန်ထားပြီးညွှန်ကြားချက်မလိုက်နိုင်ရင်၃လတိတိစီခေါ်ရမပေးပဲရက်ဆိုင်မှုဖြစ်ကြောင်းသိရတယ် ဂျပန်စစ်တပ်ကရင်ကဲ့သို့စီဆိုင်နေပေါ်လောကကြီးအုံနဲ့ချုပ်ကင်ချဲလဲလာခြင်းမှာအဓိကအဖြစ်73စီခရိုနီကမ္ပဏီကြီးရဲ့အကြောင်းဖြစ်ပြီးဒေါ်လိုင်းဒေတာတွေကို73စီမရောက်ရှိစေထိန်ချုပ်ရဖြစ်ကြောင်းသိရတယ်။စီဆိုင်ငယ်လေးတွေမရက်တက်နဲ့မရက်တည်နိုင်မဲ့ခရိုနီကမ္ပဏီရဲ့စီကိုစိုင်းနေပြန်ရအောင်မိုနိုပိုလီနီးတိုင်းလှောက်ဆောင်နေရပါ။သူတို့ပြောရစနစ်တွေတက်ခိုင်းပြီးဘသူမှ real time ကိုအချိန်ပြည့်ထိုင်မကျေနိုင်ဘူး။ real time စနစ်ကကုန်ကျစရိတ်300နဲ့300ရှိတဲ့ CCTV စနစ်ကတက်ရင်တက်ဆိုင်ကိုအခု390ကုန်ပါတယ်။ လက်ရှိမှာစင်တက်က73စီတင်သွင်းရလိုအပ်တဲ့နိုင်ငံသားငွေတွေကိုအထူးစင်းနှုန်းနဲ့ကုန်တယ်နဲ့73စီကမ္ဘာ့အထံကိုရောင်းချပေးနေပြီး73စီစင်းနှုန်းကိုလည်းစင်တက်ကထိန်းချုပ်ထားပါတယ်။ဇလဗီတန်တန်းနဲ့ကွားမြူနီပင်လယ်ပြင်မှာညချိန်ငါဖက်မှုအေအတာမြင့်မိတ်ထုတ်ပြန်ပင်လယ်ကမ်းဝင်ငါမဖက်အပြည်သူတွေကိုမြေတားရက်ခံရခိုင်ပြည်နယ်ကွားမြူနယ်နဲ့တန်တန်းမြူနယ်မှာပြည်သူတွေပင်လယ်ပြင်မှာညချိန်ငါဖက်တာကိုတားမြင့်ကန့်တက်ကြအရကတတော်ကြီးကအော်တိုဘလ19ရက်နေ့ကအသိပေးတားမြင့်မိတ်ထုတ်ပြန်ချက်တည်းထုတ်ပြန်လာတယ်။စစ်ကော်မရှင်လက်အောက်ခံ မကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ရေးပြင်ဆင်မှုဖြင့်အာရခတ်တော်တော်နဲ့စစ်ရေးအထိတ်အထိတ်ရင်ဆိုင်နေရမျိုးတွေဖြစ်တဲ့စစ်တွေအကြောင်းပြမျိုးတွေမှာစစ်ရေးအားတိုးမြှင့်မှုတွေကိုပြည်နယ်ရေးကြောင်းကနေစဉ်ခက်ဆိတ်ဆိတ်ပြုလုပ်နေပါတယ်။ဒါအပြင်တချိန်တည်းမှာပဲအာရခတ်တတော်ပြေဝထိန်ချုပ်ထားတဲ့အတန်တွဲနဲ့ကွားမြူနီပင်လယ်ပြင်မှာဆင်တင်းမွေတော်လာလှုပ်ရှားမှုတွေကိုပုံမပြုတ်လောက်လာပြီးအဲဒီမျိုးတွေပေါ်မှာကင်းထောက်လေနေနဲ့လှက်ပက်ပြန်ဝဲကင်းထောက်လမ်းမှုတွေကိုအခုရက်တွေအတွင်းအရင်ကတည်းကခက်ဆိတ်ဆိတ်ပုံမပြုတ်လောက်လာလို့ပြောတယ် အဆိုပါချင်းနေကြောင့်တန်တော်နဲ့ကွမ်းမြူနီပင်နယ်ပြင်မှာည6နာရီကနေမနက်6နာရီထိညချိန်ကဖန်မှုတွေကိုအော်တိုဘာ19ရက်နေ့ကစာရေးကန့်သတ်မှုရှိပိတ်ပင်လိုက်ပါတယ်။ပြည်သူတွေကိုအချိန်ကန့်သတ်မှုရှိငါဖန်ခွင့်ပြုထားတာဟာအကြမ်းဖက်မြန်မာစစ်တပ်ကိုစစ်အင်အားဖြည့်တင်းမှုနဲ့သူတို့ရဲ့ဆင့်ဆင်ရေးအတွက်ငါဖန်လေတွေကိုကာကွယ်ယူကလူလက်စာတော်လာနေတဲ့အခွင့်အရေးမျိုးကိုဖြစ်ပေါ်စေရကြောင်းအခုလိုတားမြစ်မိတ်ထုတ်ပြန်လာရလဲဖြစ်တယ်လို့အေအေကဆိုတယ်။ အရင်ကပြည်သူတွေရဲ့စစ်ကာလအခက်အခဲကြက်တဲနဲ့မိသားစုဆောင်ရွက်နေရေးကိုတနိုင်တမိုင်ဖြင့်ရှင်းနိုင်မှုအတွက်ပင်လယ်ကမ်းနှင်းရှင်မြို့ရွာတွေကရေလုတ်သားတွေကိုပင်လယ်ပြင်မှာငါးဖန်ခွင့်အချိန်ကန့်သမရှိအေကခွင့်ပြုထားခဲ့ပေမဲ့လက်ရှိစေးချင်းတွေကအခုလိုကန့်သက်လိုက်ရလို့အေရဲထုတ်ပြန်ကြမှာဖော်ပြရတယ်။ဒါအပြင်ဂျက်ဖတ်စစ်တဲ့စစ်သင်းမိုးတွေဘောကနေပင်လယ်ပြင်တွင်ငါးဖန်တွေအပြစ်မဲ့ပြည်သူတွေရဲ့ငါးဖန်လေးကိုလက်နက်ကျင်တဲ့ပြင်ကန်တိုက်ခိုက်တာရေလုတ်သားတွေကိုဖမ်းဆီးတပြတ်တာတွေကိုပြုလုပ်နေရကြောင်းနေ့ချင်းငါးတော့ဖန်ရင်ကံဝေးကိုတွားအောင်ပြီးမဖန်ကြဘူးနဲ့စစ်သင်းမိုးရီလာနေအောင်မြင်တွင်ကန်းဆက်ကန်းနီစီ အမြန်ဆုံးစိုက်ကပ်လာဖို့အေကာအသည့်ဘေးတိုက်တော်နဲ့ဆလဘီနထိုးချင်းမြို့နယ်ပဲချက်ကျွာကိုစစ်တပ်ကဆက်တက်လေဒီ၃စီနဲ့ဘုံနေကျဲချမှုပြည်သူလေးဦးတေဆောင်မိနာဦးတန်အရာမန္တလေးတိုင်းနထိုးချင်းမြို့နယ်ပဲချက်ကျွာကိုစစ်တပ်ကဆက်တက်လေဒီ၃စီနဲ့ဘုံနေကျဲချမှုပြည်သူလေးဦးတေဆောင်မိနာဦးတန်အရာရှိကြောင်းဒေသပြည်သူတွေကပြောတယ်။အော်တိုဘတ်၁၉ရက်နေ့၆နာရီခန့်ချိန်နထိုးချင်းမြို့နယ်ပဲချက်ကျွာဘော်ကိုစစ်တပ်ဆက်တက်လေဒီ၃စီကဘုံနေကျဲချခဲ့ကြောင်း ရင်းကဲသို့ဘုံချင်ချမှုကြောင့်ပဲချက်ကြရမှာနေထိုင်နေပြည်သူလေးဦးဒေသောမိနှံဦးမှာပြင်းထန်တဲ့အရရှင်ကြောင့်သိရတယ်။ဒေသောသူပြည်သူလေးဦးမှာအသက်55နှစ်ရွယ်ဦးကျော်နိုင်တဲ့ဒေါခင်တန်းတို့59နှစ်ရွယ်ဦးခင်မောင်ဝင်းနဲ့62နှစ်ရွယ်ဒေါခင်တင့်တို့ဖြစ်ပါတယ်။တရားရရှိသူတွေထဲမှာ10နှစ်ရွယ်ကျူးကျူးကိုနဲ့ 55နှစ်ရွယ်တော်ရှင်ဝါထုံးလို့ဖြစ်ကြောင်းသိရတယ်။ဒေဆောင်သူလေးဦးလုံးကသူတို့အိမ်ပေါ်ကိုဘုံတိကြပြီးအိမ်လဲပြက်စီရဲ့အိမ်မနေထိုင်သူတွေလည်းဒေဆောင်နဲ့နေချောင်းလုံးထက်မနေပြက်စီရဲ့လို့ဒေသပြည်သူကရှင်းပြတယ်။ကျဖက်စစ်တပ်ကမန်နေတိုင်းနထိုးချင်းမြို့နယ်တွင်မှာလေကြောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေတဲ့အပြင်မြေပြင်မှာစစ်ကြောင်းထုံးမှုတွေကိုအရှိန်ဟုန်မြင့်လှုံ့ဆော်လာကြောင်းဒေသစင်တဲ့မြေထံကနေသိရပါတယ်။နောက်ဆက်အပ်ပြကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။